ရှင်စွာဘုရားသခင်ကျေးတော်ချီးမွမ်းပါれ။အားလုံးမင်္ဂလာပါခင်ဗျ။ကျမ်းစာတစ်ပိုက်ဖတ်ပါမယ်။သုတ္တန်ကျမ်းအခန်း16စာပိုက်1ရှင်သလုံးအကျံစီတို့သည် လူနှင့်ဆိုင်ကြ၏။ရှာနှင့်ပြန်ပြောချက်ကိုကထာဝရဘုရားပိုင်တော်မူ၏။ခဏဆုတောင်းကြစို့။ အဖကိုရောနာမတော့ကောင်းချီးပေးတယ်ကိုရောဘုန်းကြီးပါစေ မင်္ဂလာရှိပါစေကိုရောချီးမြှောက်ပါ၏ခုချိန်မှာလည်းဒီမှာဝိညာဉ်တော်ဖျားဥဆောင်မှုဖြင့်အစီဝေးလေးကျွန်တော်ကျင်းပနေတာရှိတယ်တန်ရှင်တော်ဝိညာဉ်တော်ဒါကြောင့်ကိုရောပဲကျွန်တော်နှုတ်နဲ့ရှိပြီးဟောပြောတော်မူပါကိုရောဘုန်းတော်အတွက်ဖြစ်စေပါအားလုံးအတွက်ကောင်းချီးဖြစ်စေပါဖျားချိန်တိုင်းတက်တာကိုယေရှုနာမနဲ့ဆုတောင်းဆက်ကပ်ပါ၏ဖပါပြသခင်အာမင်အဲ့တော့ နဖတ်တဲ့ကျမ်းစာမှာစိတ်နှလုံးထဲမှာကျွန်တော်စဉ်းစားကြံစည်တာတွေဟာတဲ့လူနဲ့ဆိုင်တယ်တဲ့နော်ဒါပေမဲ့ရှာနဲ့ပြန်ပြောချက်ခေါင်းစဉ်လေးကတော့ရှာနဲ့ပြန်ပြောချက်ပေါ့နော်အဲ့တော့အဲ့ဒီရှာနဲ့ပြန်ပြောတဲ့စကားကိုတော့ဘုရားသခင်ပိုင်တယ်ပြောတာတွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့နှုတ်ဟာအလွန်ကြီးကြီးတယ်ပေါ့ကျွန်တော်တို့နှုတ်ကပြောတဲ့အတိုင်းဘုရားက ဖြစ်လာတယ်ဆိုတော့တွေ့ရတယ်။မဟုတ်လည်းဖះပိုင်တာ။ကိုပြောတဲ့အတိုင်းဖြစ်ဖြစ်လာတာ။အာဒါနဲ့အေဝါကဖះသကားနားမထောင်တဲ့ခါမှာနားမထောင်တဲ့ခါမှာဖះကကောင်းကင်ကဆင်းလာတဲ့နေတဲ့ချိန်မှာဆင်းလာတယ်ပေါ့သူအတန်ကြားရတဲ့ခါမှာပုံးတယ်။ကိုရမေးတယ်။နော်။အာရန်တင်နေအပေမာနီနော်မင်းဘာမှရောက်နေရလဲတဲ့။ကိုရမေးတယ်။အမှန်ဖះမသိတာမဟုတ်ဘူး။နော်။ ကျွန်တော်ကကြောက်လို့ပေါင်းနေတာတဲ့နော်အဝတ်ချီးစီးရှိတာဟုတ်တယ်ဖယားမဲတယ်အဲ့ဆိုရင်လည်းမင်းအဝတ်ချီးစီးရှိတာဘယ်သူကပြောပြလို့သိတာလဲတဲ့ငါမစားနဲ့လို့ပြောထားတဲ့အတီးအပင်အတီးကိုစားလာတဲ့မဲတာအာရာစားပါတယ်တဲ့ကိုတော့ပေးထားတဲ့မိမကျွေးလို့ဟုတ်နော်အဲ့တော့ဖယားသခင်ကလည်းယောက်ျားတွေတယောက်တည်းမနေကောင်းလို့ပြောပြီးတော့မိမပေးတာ အဲ့မိမလည်းတခါကျဒုက္ခပိတတယ်နော်အဲ့ဒါပါလေဘုရားလည်းနှီးဖို့ဖြစ်တယ်နော်ဘုရားစကားနားထောင်ဖို့တော့အဲ့ချိန်မှာအာရန်ကလေဟိုဘုရားကိုရွေးမလားမိမရွေးမလားဆိုတော့ရွေးချယ်မှုရှိတယ်ဟောနော်အဲ့ဒါပဲဘုရားကကျွန်တော်အစိအစိမဲ့လူကိုအဲ့လိုပဲရွေးချယ်ခွင့်အများရန်ပေးတယ်ဆိုတော့တွေ့ရတယ်နော်အေဝတာမရှိရင်နော် သူ့ကိုမလဲအတိအစားဖို့တိုက်တွန်းမဲ့လို့မရှိဘူးလေအဲ့တော့ဖယောင်းရွေးမလားမရွေးဘူးလားဆိုတော့ဆွန့်ဖြက်လို့မရဘူးနော်အဲ့တော့အာထံကတော့မိမစကားပဲနားထောင်တယ်ဖယောင်းစကားနားမထောင်ဘူးအဲ့တော့သူကဟိုမိမကိုရွေးတာပေါ့နော်ပြောချင်တာကဒီနေ့ဖယောင်းသခင်ကနော်အာဒန်နဲ့ဧဝကအ သူမစားခိုင်းတဲ့အတီးကိုစားပြီဆိုတော့တိတယ်ပုံးတယ်ဆိုတော့လည်းတိတယ်ဒါပေမဲ့ဘမရှိလဲလို့မေးလာနှုတ်ကဝန်ခံတာကိုဖခင်အဲ့ဒါအတီးယူတာဟုတ်နော်စိတ်ထဲမှာ तू ပုံးကွယ်နေလုံနေတာအတီးမယူဖခင်ကဖခင်ကြောက်နေတာလည်းအတီးမယူနော်ဖခင်ကိုနော်ဘယ်လိုလုပ်လဲဆိုတော့အပြစ်တင်လို့ဖြစ်တာပေါ့ကိုရောဒီမိမပေးလို့ तू ပြောတာငါစားမိတယ်ပေါ့နော် အစကတည်းကဒီမိမမပင့်ကိုတော့မပြစ်မှောက်ဘူးပေါ့ဆိုတော့ဒီစိတ်ကအာဒံထဲမှာရှိနေတာဒါပေမဲ့အဲ့ဒီစိတ်ထဲရှိတာကိုဖះအတီမယူနော်အတီမယူဘယ်နဲ့ပါလဲနှုတ်ကထုတ်ပြောခိုင်းတာအကုန်မေးတယ်အေးဝါကိုလည်းမေးတာပဲအဲ့ဒါကြောင့်အောင်တိဖို့ကတို့တက်တာမှာနော်တို့တက်တာမှာနော်နှုတ်ကအလွန်ရေးကြည့်တယ်နှုတ်ကပြောတဲ့အတိုင်းလူဘွားကဖြစ်တာပဲဒါကြောင့်ဒီနေ့ ကျွန်တော်နှုတ်ကိုနော်စောင့်ထိန်နိုင်တယ်လို့ရှိလားဆိုတော့တရားမှမရှိဘူးနော်ဒီကျွန်တော်ဘယ်နဲ့မှတွေ့လဲဆိုတော့ရကုတ်ခန်း၃စာပတ်၈နှစ်ကိုမှရှာကိုကအပေသူမြမအောင်နိုင်တဲ့နော်မဆုံးမနိုင်တော့အစွန်းညဖြီးသေးစီတတ်တော့အစိတ်တောက်နဲ့ပြည့်စုံဤငါတို့ဒီရှာနှစ်ဘုရားသခင်ခမဲတော်ဘုရားသခင်ကိုကောင်းချီးပေးတိုက် ပြာသခင်ပုံတရံတော်နဲ့အညီဖန်ဆင်းတော်မူသောလူတို့ကိုရှာဖြင့်ချိန်ဆတကြ၏ရှာကိုဘသူမှမနိုင်ဘူးတဲ့နော်အဲ့ဒါဖခင်ကပေးထားတာရှာလက်ဖြစ်တယ်ဘသူမှမနိုင်ဘူးတဲ့နော်အဲ့ဒါကဘာကြောင့်မနိုင်တာလဲနော်ကြည့်နော်အဲ့ဒီရှာကပဲဖခင်ကိုချင်းမွန်းတယ် အဲ့ရှာကပဲဘုရားသခင်ပုံတရာတော်နဲ့ညီဖန်ဆင်းထားတဲ့လူကိုကျင့်ဆဲတယ်ဆိုတော့ရှာနှခွပြောကြောင်ပါလဲရှာနှခွအနာလူမပြောပါနဲ့အနာစီရှာနှခွဖြစ်နေတယ်အဲ့တော့ तू ကမွေရရှာနှခွရှိတယ်မလားနော်မွေလှဲ့စားခြင်းခံရတော့ကိုယ်လည်းရှာနှခွဖြစ်သွားတာပေါ့နော်အမရှာနှခွဖြစ်ရတဲ့အကြောင်းကိုစဉ်းစားရမှာဖြစ်တယ်အဲ့ဒါပါလဲစိတ်စိတ်ကလည်းနှခွဖြစ်နေတာ စိတ်နှလုံးနဲ့ဇေယျသူသာဘာသာပြန်ထားတာစိတ်တစ်လုံးမဟုတ်စိတ်နှလုံးစိတ်ကနှလုံးရှိနေတယ်တဲ့ဟောနော်အစိတ်နှခွပေါ့အဲ့ဒါစိတ်နှခွရှိတော့ဗဇက်ကနှမျိုးပြောတာပေါ့တစ်မျိုးကဖះကိုချင်းမွန်းတယ်တစ်မျိုးကဆဲတယ်ဖះပုံတရာတော့ညီဖန်စင်းတဲ့လူကိုဆဲတယ်နော်ဒါလိုပြောတာတွေ့ရတယ်ဒါကြောင့်ဒါလေးကတော်တော်ခက်ခဲပါတယ်ကျွန်တော်တို့ဒီပြဿနာဖြူရှင်းဖို့မလွယ်ဘူး ဖရာတို့လူကဖန်ဆင်းတဲ့ရှောက်လဲဖန်ဆင်းတဲ့ရှောက်တို့ကမထိနိုင်ဘူးအဲ့ဆိုဘယ်လိုလုပ်မလဲပေါ့ဘာလို့လဲဆိုရှာပြောတဲ့အတိုင်းကို့ဘွားကလာဖြစ်မှာဖရာပိုင်တာဘူးအဲ့ဒါကိုတည်ယူတာဖြစ်တယ်နော်အဲ့ရှောက်တို့ဘယ်လိုထိမလဲအဲ့ဒါအရေးကြီးတာပဲနော်ကျမ်းစာထဲမှာကျွန်တော်တို့ကြည့်တဲ့အခါမှာနော်ယေရှုဒီလောကလာတဲ့အချိန်မှာလဲဘာမျက်စိကနဲ့လို့သူစီလာတယ်ယေရှုကငါဘာလုပ်ပေးရမလဲလို့မေးတာအများကြီး နူရဲလို့သူစီလာလဲပါလေငါဘာလို့ပေးရမလဲလို့မေးတယ်နော်ချင်မစွမ်းတဲ့လူရောက်ရင်လဲငါဘာလို့ပေးရမလဲမေးတယ်လို့မရရှင်းရှင်းလေးပဲမျက်စိကန်းလည်းသူစီခေါ်လာမှာတော့မျက်စိမြင်ချင်လို့ပေါ့ဒါပေမဲ့သူရဲ့အကြံစီကိုဖျားသခင်ကဘာဖြစ်လဲနော်မသိတာတော့မဟုတ်ဘူးအတိတ်မှာမပြုတ်တာလည်းမဟုတ်ဒါပေမဲ့ဘယ်ဟာကိုအတီးယူလဲနှုတ်ကပြောတဲ့စကားကိုအတီးယူတာဖြစ်တယ် ။အဲရောလူတက်ဝါနော်။ဟိုတုတ်တက်ချင်တယ်။ကောင်းတဲ့ဘက်ကိုဘုရားကိုယ့်ရဲ့ဘုရားကောင်းတဲ့ဘက်ရွေ့ချင်တယ်ဆိုရင်ရှာကိုထိနိုင်ဖို့အလွန်ကြီးကြီးတယ်။ဆရာက ကောင်းတဲ့စကားကိုပြောရင်သူ့ဘုရားကတနစ်ပြီးတနစ်ကောင်းသွားမှာပဲ။နော်။ဘာလို့လဲဆိုတော့ဖယားကသူ့စကားကိုတည်ယူတာကိုနော်နှုတ်ထွက်စကားအတီယူရဖြစ်တဲ့အတွက်ကောင်းသောစကားများများပြောတဲ့သူကသူ့ဘဝကတနည်းစားကောင်းကောင်းသွားမှာအဲ့တော့ မကောင်းတဲ့စကားများများပြောတဲ့သူကသူ့ဘဝကတင်းတရားဆိုးရုပ်သွားမှာပဲဒါကစံစာရသူ့ရဲ့ဘယ်လိုခေါ်မလဲအထုံးဖွဲ့ပဲဘယ်လိုတွေ့ရတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကရှာကိုနော်ထိနိုင်ဖို့လိုတယ်တခါလေမှာကျွန်တော်တို့နော်စိတ်ထဲမှာဆူတောင်းလို့မရဘူးလားညာလေဖခင်စိတ်ထဲမှာဆူတောင်းလဲမသိဘူးလားသိပါတယ်ဒါမဲ့ စင်လုံးအကြံစီကဖះလူနဲ့ဆိုင်တယ်တဲ့စိတ်ထဲမှာကြံစီနေအေးရတဲ့ဘာတို့ဆူတောင်းနေမလားတခါလဲမထနိုင်ကျွန်တော်လည်းတခါလဲအေးရတဲ့မဆူတောင်းနေမထနိုင်တော့နော်ဒါမဲ့ရှာနဲ့ပြန်ပြောချက်ကိုဖះကပိုင်တယ်လို့ပြောတဲ့အတွက်အတန်ထွက်ပြီးတော့မှဆူတောင်းတက်ဖို့လဲအလိုအရေးကြီးတယ်နော်အဲ့ဒါလေးကျွန်တော်သိဖို့ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမာတဲခန်း27စာပွဲ27 20အဲ့ဒါကိုကြည့်ရင်တမောတပန်းပင်ကြောင်းတွေ့ရတယ်တမောတပန်းပင်မှာယေရှုကသွားတော့စာမုတ်တဲ့ခါမှာဒီကျမ်းရဲ့တခြားကျမ်းပြိုင်မှာတော့တမောတပန်းပင်က အရွက်တော့ရှိတယ်ဒါပေမဲ့အတီးတီးတဲ့အချိန်မဟုတ်သေးဘူးမဟုတ်သေးဘူးဆိုတော့ဖခင်ကတိတိရင်နဲ့သွားတာအတီးမရှိဘူးဆိုတာသိတယ်သွားပြီးတော့မှတွေ့လဲတွေ့ရဟာအတီးမတီးလို့ဆိုတော့ကိုရော စိတ်ဆိုးသူလိုပါလို့နဲ့မင်းဘယ်တော့မှအတိမတိစေနဲ့တဲ့မင်းအတိကိုဘယ်သူမှမဆစေနဲ့ချိန်လိုက်တော့အဲ့တမောသဖန်ပြ၆သွားတယ်ချက်ချင်းနော်အဲ့ဒါဘာကိုပြောချင်ဘာကိုတင်ပေးချင်လဲဆိုအဲ့ကိုသူကနော်စက်ဖတ်မယ်ဆိုတော့မင်းတို့လည်းတဲ့ယုံမချင်းနဲ့ကင်းတဲ့ယုံကြည်ခြင်းရှိပြီးတော့မှနော်နှုတ်ကပြောရင်တမောသခန်ပင်ကိုငါပြောသလိုဖြစ်တည်တာမကဒီတောင်ကိုပြင်လဲမှာရွေ့ပါကြပါလို့ပြောမင်းတို့ပြောတဲ့အတိုင်းဖြစ်လိမ့်မယ် ပြောချင်တာကယုံကြည်ခြင်းနဲ့နှုတ်ကနေပြောဖို့တင်ပေးတာအတိပ္ပယ်ကမဖြစ်နိုင်တာကိုကျွန်တော်နှုတ်ကဖြစ်စေနိုင်တယ်အာမင်တကယ်ယုံကြည်ခြင်းနဲ့ဒါနော်တကယ်စိတ်ထဲမှာယုံကြည်ခြင်းရှိပြီးတော့မှအဲ့ဒီယုံကြည်ခြင်းနဲ့နှုတ်ကပြောတဲ့ခါမှာမဖြစ်နိုင်တဲ့အရာကိုပြောပါတဲ့ဆိုလိုချင်တာကတော့နော်ဖြစ်လာလိမ့်မယ်ဟာလေလုယာနော်ဒီသဘောပဲ ဲ့တော့တန်ဘောတပန်းပင်ကြီးကဘယ်လိုလုပ်ချက်ချင်းချက်မလို့နော်အတမင်းတကောဖခင်တင်ပေးတာဖြစ်တယ်ကျွန်တော်တို့ကိုအော်နှုတ်ကနေပြောတတ်ဖို့အလွန်ကြီးကြီးတယ်လုတ်ကခန်းချောက်စာပွဲ55မှာကောင်းတော်သူစီကောင်းတော်မျိုးဆင်လုံးဘာနာတိုက်ထဲကကောင်းတော်အရာကိုထုတ်ဖို့တိုက် မကောင်းတော်သူစီမကောင်းတော်မျိုးဆင်လုံးဘာနာတိုက်ထဲကမကောင်းတော်အရာကိုထုတ်ဖို့တိုက်အချောင်းမူကဆင်လုံးအပြည့်ရှိတဲ့တိုင်းနှုတ်မွတ်တတ်ဤနော် 啊，马代都要江边，马代看十里，十八都是空嘛，啊，都是吃都是空嘛，说嘞，啊，俺说的个六六月就买到这个，我不要得面转，等下上片到奶奶，十角钱我看一下赚了赚，等这个面阿片，等的阿片六两面，等么等这个面阿片，阿片三角我看下来没有，没那么一。啊，谁的老公拉边的？啊，生的老公的。 ကောင်းတာနဲ့မကောင်းတာရှိနေတယ်တဲ့အဲ့တော့ကောင်းတာများများရှိတဲ့လူကကောင်းသောစကားများများပြောတယ်သူ့ဘဝကတဖြည်းဖြည်းကောင်းသွားတယ်နော်အဲ့တော့မကောင်းတာများများရှိတဲ့သူကလည်းသူ့ပါဇက်ကမကောင်းတာပဲပြောမိနေတယ်အဲ့တော့သူ့ဘဝကမကောင်းတဲ့ဖက်ကိုတဖြည်းဖြည်းရွှေရွှားတတ်တယ်နောက်ဆုံးမှာတဲ့ဒီနေ့နောက်ဆုံးမှာတရားရှင်ချင်းခံရတဲ့ခါမှာလဲကျွန်တော်နှုတ်ကပြောတဲ့အတိုင်းဘုရားသခင်ကတရားရှင်မှာဖြစ်တယ် 要么看十里十八里十天的十里老马路对不？我的阿德先到家，路人阿些嘛拄错门，片子看路人弄么？我你看啥买路错嘞？啊、嗯，路人片子看什么？第二星期看下子，哎，第二星期个把我心么来说了，哎，穿么了弄来我看嘛，这种必须买的，这种俺家太买的，是不我看嘛？啊。 အဲ့ဒါစီရင်မှာဖြစ်တယ်ပြောတာတွေ့ရတယ်ဒါကြောင့်ကျွန်တော်နှုတ်ကအလွန်အရေးကြီးတယ်ယုံကြည်သူတယောက်ဟာနော်ကျွန်တော်နှုတ်ကအလွန်အရေးကြီးတယ်ဆိုတော့မမေ့ဖို့ဖြစ်ပါတယ်ဆိုတော့နှုတ်ကလည်းခုနပြောလေနှုတ်ကိုနိုင်တော့သူရှာကိုနိုင်တော့သူမရှိဘူးဆိုတော့ဘာဖြစ်လို့မနိုင်လဲဆိုတော့အအတွင်းနှလုံးသားကိုမပြုတ်ပြင်ထားတော့ကြောင့်မနိုင်တာဖြစ်တယ်နော်ပြောချင်တာကမပြောတဲ့နဲ့စကားတော်တော်ပြောမိနေတာ ထိုင်လို့မနိုင်ဘာဖြစ်လဲအထဲမှာမကောင်းတာတော်တော်ရှိနေရှိနေတာကိုနော်အားရောင်ရှာကိုမနိုင်တာပြောချင်တာရှာကဖရဖန်စင်းတာဖရမတာမဟုတ်ဟောနော်ကိုယ်စိတ်စလုံးကလွဲနေတာဖြစ်တယ်အဲ့ဒါဆိုရင်ကျွန်တော်ရှာကကောင်းသောစကားပြောဖို့အတွက်ကျွန်တော်စိတ်စလုံးပြင်ဖို့လိုတာပေါ့စိတ်စလုံးထိုင်မှာကောင်းသောအရာတွေများများရှိဖို့အရေးကြီးတာပေါ့အတိတ်ပဲကတော့နော်အဲ့ဒါဆိုရင်ကျွန်တော်စိတ်စလုံးကောင်းသောသူရှိပြီးတော့မှ ကောင်းသောစကားများများပြောဖို့အတွက်เนาะကောင်းသောစကားများများပြောဖို့အတွက်ဒီနေ့ကျွန်တော်တို့ကစိတ်နှလုံးကိုပြုတ်ပြရမှာပေါ့เนาะစိတ်နှလုံးဘာနာတိုက်ထဲမှာမလုပ်ရမလဲကောင်းသောဟာလာအရာကိုများများထည့်ရမှာပေါ့เนาะထည့်ရမှာပေါ့ဆိုတော့အလုံးတည်တယ်ဒီဆလံချမ်းအခန်း 139စာပိုက်17မှာကိုရောကိုမပြစ်မှားပဲနေနိုင်မိအကြောင်းဗျာရိတ်တော်တို့ကိုနှလုံးထဲမှာတူထားပါ၏ဆရာနှုတ်ကစကားကိုဖယားအတီယူတယ်အဲ့တော့မကောင်းတဲ့စကားပြောလို့မြတ်တဲ့ဖယားပြစ်မှားနေခြင်းဖြစ်တယ်ဟုတ်နော်အဲ့ဒါဆိုရင်နဲ့မပြစ်မှားပဲနေဖို့နှုတ်ကကောင်းသောစကားတွေပြောနိုင်ဖို့အတွက်ရှာကိုနိုင်ဖို့အတွက် ။ဘာလို့အမလဲဆိုတော့ဆင်းနှလုံးထဲမှာဖရာသခင်နှုတ်ကပတော်ကိုများများတူထားမယ်။အာမင်။နားလည်ရနော်။ကျွန်တော်ဆင်းနှလုံးထဲမှာဘောင်မြတ်မြတ်တူအောင်လဲနှုတ်ကပတော်ကိုများများတူထားမှာဖြစ်တယ်။တခြားလမ်းမရှိဘူး။နော်။အဲ့တော့နှုတ်ကပတော်တူဖို့ဆိုရင်ကျွန်တော်များများကြားဖို့လိုတာပေါ့တချို့ကများများပြောတယ်နော်အဲ့တော့ဟို နာကြားချင်းကဖလင်မြန်စေတဲ့ပြင်းစကားပြောချင်းမှာနှေးကြစေလို့နော်တမန်တော်ကြီးကပြောတယ်အဲ့တော့ကျွန်တော်ကအဲ့လိုမဟုတ်ဘူးစကားပြောတာပဲမြန်တယ်စကားပဲမြန်တယ်ပြောချင်တယ်အတူထိုင်ပြီဆိုလဲနော်နားကိုနားထောင်တာထက်ကိုပြောတာများတယ်အချင်းချင်းကြားမှာလဲအဲ့လိုပဲအချင်းချင်းအလားပါတလားပါပြောတာကတော့ထားလိုက်ပါ ။ဟိုမှာလူချင်းနဲ့ထိုင်နေအတူစကားပြောတယ်ဆိုရင်ဟောနော်ကိုကနားထောင်တတ်ဖို့အလွန်ရည်ကြီးတယ်။ဘာလို့လဲဆိုတော့ဖခင်ကနားနှစ်ဖက်ဗစက်ကတစ်ဖက်ပေးထားတစ်ခုတည်းပေးထားတာအတိတ်ပဲရှိတယ်။များများကြားစေချင်တာ။အဲ့လိုကြားတဲ့ခါမှာလဲနှုတ်ဘတ်တော်ဖြစ်စေချင်တာဖြစ်တယ်။နော်။အဲ့တော့နှုတ်ဘတ်တော်ကြားတဲ့ခါမှာလဲတကယ်တကယ်စစ်မှန်တဲ့နှုတ်ဘတ်တော်နော်ဆုံးမဩဝါဒဖြစ်ဖို့တော့လိုတာပေါ့။ချော့မော်တဲ့စကားတွေနားထောင်ရင်တော့ အထက်မှာဘာပဲလာမလဲတတ်မှတ်တဲ့စိတ်ပဲလာမှာပဲဟုတ်နော်တတ်မှတ်တဲ့စိတ်လမ်းဘဇက်ကဘာပဲပြောမလဲသူတတ်မှတ်တဲ့အားတွေပြောမှာအရွှေတွေငွေတွေစီစိန်တွေဒါပဲပြောနေမှာပဲနော်အဲ့တော့နားထောင်တဲ့ခါမှာလဲတကယ်ဖရာသခင်ကိုယ်စိတ်နှလုံးကိုပါပဲဒီဇာတိတည်အောင် နော်စိတ်နှလုံးတတ်မှတ်တဲ့စိတ်တွေတည်အောင်ဟောတဲ့ဟိုလူဟောင်းတည်အောင်ဟောတဲ့နှုတ်ဘတော်တော့ဖြစ်ဖို့လိုတာပေါ့နော်အဲ့လိုများများနားထောင်ဖို့ဖြစ်တယ်နောက်တစ်ခုကတော့ ကျန်းစာများများဖတ်ဖို့ဖြစ်ပါတယ်နော်ပြီးရင်ဘာလုပ်ရမလဲနံပါတ်1အဲ့ဒါစဉ်းစားလုံးထဲမှာတူထားတယ်ဆိုတော့ယုံရမှာပေါ့နော်ယုံဖို့လိုတယ်နားထောင်ပြီးရင်မယုံလည်းမဖြစ်ဘူးဖတ်တော့ဖတ်တယ်ဘာယုံရမှာမသိရင်လည်းဖြစ်မလားမဖြစ်ဘူးအဲ့ဒါအလွန်ကြည်ညိုတဲ့စိတ်နဲ့ဖတ်ရမယ်အလွန်ကြည်ညိုတဲ့စိတ်နဲ့နားထောင်ဖို့ဖြစ်တယ်ပြီးနားထောင်ပြီးတော့မှယုံတဲ့ခါမှာလည်းကောင်းလို့ယုံတာမျိုးမဖြစ်ရဘူး ဗီရိမြုံသားများကဲ့သို့မှန်လို့ယုံတာမျိုးဖြစ်ရမယ်ဟောနော်ကောင်းရင်ခွာတော့ရမှာပေါ့ဒါမဲ့အရာကြီးကနှလုံးထဲကိုသွားထည့်လို့မဖြစ်ဘူးနော်အဲ့တော့မှန်လားမမှန်လားကိုတဲ့တိဖို့အတွက်စမ်းဆောင်နေ့တိုင်းနော်အစဉ်ကြည့်ရှုကြတယ်လို့ပြောတာပေါ့နော်အဲ့တော့ကောင်းလားမကောင်းလားကြည့်နားထောင်ခိုင်းတာမဟုတ်ဘူးပိုင်းခြားခိုင်းတာမဟုတ်မှန်လားမမှန်လားပိုင်းခြားခိုင်းတာဆိုတော့အရာလေးတွေပေါ့ကျွန်တော်တိဖို့က 阿罗牛呢？真肉咖，努可巴照顾嘞。阿罗金牛嘞，生嘞，慢慢干干嘞，别得看阿罗罗呢尼，拿汤打补，一起拿汤皮肉麻嘞，阿罗，阿罗肉呢？阿罗一起多，阿拉生龙台要挖哩，好喏，没用没钱喏，要我们啦，没要不哩，用来必须喏，阿拉阿多劈得了，用来生龙台要多哎，阿拉用这些软嫩嘞，劈么啦，劈边么。 မှန်ဖို့လိုပြန်တယ်ဒါကြောင့်နော်ဒီနေ့အားပေးချင်တာကတော့နော်နောက်ဆုံးကိစ္စကတော့ရှာကိုထိမ့်ဖို့အတွက်ရှာကောင်းသောစကားပြောဖို့အတွက်ဘာကိုထိမ့်ရမလဲစိတ်နှလုံးစိတ်နှလုံးကိုဘာနဲ့ထိမ့်ရမလဲနှုတ်ကပတော်နဲ့ထိမ့်ရမှာဖြစ်တယ်နှုတ်ကပတော်နဲ့စိတ်နှလုံးထိမ့်ဖို့ဆိုတော့နှုတ်ကပတော်များများကြားဖို့လိုတယ်ကြားတဲ့ခါမှာလဲဟိုတရားဟောကောင်းတာကိုများများကြားမလားမှန်တာကိုများများကြားမလား အဲဆုံးမဩဝါဒနော်စကားကိုမြန်မြန်နားထောင်ဖို့ဖြစ်တယ်ချောမောတဲ့စကားကိုဖဲချောင်ဖို့ဖြစ်တယ်ချောမောတဲ့စကားကတော့နားထောင်လို့မကောင်းလားကောင်းတယ်လေနဝင်ချိုတယ်တဘောလဲကြတယ်နော်ဒါပေမဲ့အဲ့ဒါကောင်းတာပဲရှိတာမှန်မနေဘူးနော်ရှင်ရှင်ပေါ်လို့ချောင်ခိုင်းတဲ့အဲ့ဒါတွေချောမောတဲ့စကားကိုချောင်ပါတဲ့နော်ချောင်ခိုင်းတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဟာလားမှန်နဲ့ ဆုံးမဩဝါဒအတိုင်းဟောပြောတဲ့နှုတ်ကပတော်ကိုမြန်မြန်ကြားပြီးတော့အဲ့ဒါကိုယုံရင်စိတ်လုံးထဲမှာဘုရားသခင်ရဲ့နှုတ်ကပတော်တူထားတာဖြစ်သွားရောဘုရားသခင်အလိုတော်နဲ့တူထားတာဖြစ်သွားရောအဲ့ဒါနဲ့ကျွန်တော်ကနှုတ်ကပြောရင်တော့ဘုရားသခင်အလိုတော်နဲ့ညီတဲ့စကားဖြစ်မှာပေါ့ကောင်းတော်စကားဖြစ်ပါပေါ့ကောင်းတော်စကားမြန်မြန်ပြောရင်တော့လူကအတ္တကကောင်းလာမှာပေါ့ဘဝကကောင်းလာမှာပေါ့နော်နောက်ဆုံးမှာနောင်ဘဝမှာ ထာဝရတက်ရဖို့တောင်မှပဲနှုတ်နဲ့ဝန်ခံရသေးတယ်နော်ဝန်ခံရသေးတယ်အခုလည်းတို့နော်ဖြောက်မရတို့ရောက်ချင်းကစိတ်လုံးဖြင့်ယုံကြည်ရကဲတင်ချင်းတို့ရောက်ချင်းကနှုတ်ဖြင့်ဝန်ခံဆိုနှုတ်နဲ့ဝန်ခံအောင်လားဟဲ့လေဘရဒမခံခင်ပါလေနှုတ်နဲ့ဝန်ခံတယ်လေဟမ်အဲ့တော့နှုတ်ကအလွန်ရေးကြည့်တယ်ဒါမဲ့ကဲတင်ချင်းကတော့နှုတ်နဲ့ဝန်ခံတာနဲ့ဟောနှုတ်နဲ့ဝန်ခံပြီးတခါတိတ်သွားတာပြက်တာမရှိဘူးပေါ့ လောကတိုင်မှာလူဆိုကြီးလူအဲ့လိုမဟုတ်ဘူးဆိုတော့ तू ကတေးချတယ် तू စိတ်လုံးထက်ယုံကြည်သူ့နှုတ်ကတကယ်ဝန်ခံတာပဲသူ့နှုတ်ကဝန်ခံတဲ့ဟာဒီတကယ်သာမလိမ်မဲနဲ့ဝန်ခံတဲ့မှန်ရင်တော့ပြဋ္ဌာန်ခံတယ်အဲ့သုံးခုက तू ကနော်မနောကံဝစီကံကာယကံတထက်ထက်ဖြစ်တယ်တချို့တွေကကျွန်တော်တို့အင်းဝင်လေတဏ္ဍခဏနာလို့ရလေဒီရက်ကောအကုန်လုံးနေပါနှုတ်နဲ့တော့မဝန်ခံကြဘူးလား ။ဟုတ်ခံနေအကုန်လုံးဘာဘာသာကြတော့ခံရလားမခံရအဲ့ဒါဆိုရင် तू ကလိန်ပြောတာအဲ့ဒါအတိတ်ပဲက तू ယုံတာမဟုတ်ဘူးဆက်အားနာလို့เนาะအဲ့ဒါမျိုးပေါ့เนาะအဲ့ဒါဩငါတနာပါတယ်ဆက်မလိတ်ကောင်းထအောင်ပြောတယ်ဆိုတော့တနာလို့ဝန်ခံတာလည်းရှင်းဖြစ်မှာပေါ့เนาะအမျိုးမျိုးပေါ့เนาะငါ့ကိုထမင်းကျွေးတာပဲဆိုတော့အာနာကိုဝန်ခံတာရှင်းရှင်းမှာ။ဟုတ်။ဘယ်လိုစိတ်နှလုံးလှုပ်ရှားသွားပြီးတော့ဝန်ခံတာလည်းဖြစ်နိုင်တ တကယ်တကယ်စစ်ဆေးတဲ့ခါမှာဗရဇာနဲ့စစ်ဆေးဖို့လှုပ်ရကြတော့ဝမခံရဲတော့ဘူးအဲ့ဒါဆိုရင်ဗာလဲဆိုတော့တကယ်သူမယုံဘူးလို့အတိတ်ပဲရတယ်အတိတ်ပဲရဒါကြောင့်သူ့မှာတက်တည့်ပါလာတယ်နော်ခုနနှုတ်နဲ့ဝန်ခံသူ့ခန္ဓာကိုယ်မရွေ့သွားဘူးလားရွေ့သွားတယ်ရေထဲတော့လျှောက်သွားတယ်အဲ့လိုပဲကျွန်တော်ကသူကစိတ်လုံးထက်ယုံကြည်ရင်နှုတ်ကဝန်ခံလာတယ် နှုတ် sorry နှုတ်ကဝန်ခံပြောလာထုတ်ပြောလာတယ်တက်တာကအဲ့လိုထုတ်ပြောတဲ့အတိုင်းဘောကရွေ့သွားမှာဖြစ်တယ်ကျွန်တော်တက်တာကအဲ့တော့ကောင်းသောစကားများများပြောရင်ဟန်ဆောင်မပြောတာမဟုတ်နော်ဘုရားသခင်သိတယ်ဟန်ဆောင်ရင်တော့ရည်ရဆင်းရမှာမဟုတ်ဘူးအတက်တာမှာမပါလာဘူးကွယ်ဟုတ်နော်အဟန်ဆောင်ပြောတာမဟုတ်တကယ်ဆက်တဲ့ယုံကြည်ပြီးကျွန်တော်တို့များများကောင်းသောစကားကိုပြောဖို့အရေးကြီးတယ်အဲ့လိုပြောရင်ကျွန်တော်တို့ဘုရားကကောင်းဘက်ကိုရွေ့သွားမှာဖြစ်တယ်အာမင်အာမင်အဲ့ဒါအရေးကြီးတယ် ။ဒါကြောင့်ဒီနေ့နော်နောက်ဆုံးအနေနဲ့နော်အပိချင်တာကတော့တစ်ပေခန်း၃စာပတ်30မှာနော်အသက်ကိုမှုလျော်စေ၍ကောင်းမွန်သောနေ့ရက်တို့ကိုတွေ့မြင်ခြင်းကအလိုရှိသောသူသည်မိမိရှာကိုမကောင်းသော အရာနဲ့ကင်းလွတ်စေ။မိမိနှုတ်သည်လည်းမှုတာစကားကိုမပြောစေနဲ့။အောက်မှာတော့လက်တွေ့ကပါလာတယ်နော်။အဲ့တော့ဒီမှာလဲပါလဲနှုတ်ပဲ။အဲ့တော့ဘွားဟာတဲ့အသက်ရှင်ရတာ ရှစ်တဲ့နေရာမှာပျော်ချင်သလားတဲ့နော်ပြီးရင်လည်းနေ့ရက်တွေမနေ့ပြန်တိုင်းမနေ့ပြန်တိုင်းဟာနော်ကို့အတွက်သူများတော်တော်မသိဘူးကို့အတွက်ကောင်းမွန်တဲ့နေ့ဖြစ်နေဖို့ဘုရားသခင်အကြံစီရှိတယ်ကွယ်လောကမှာအသက်ရှင်ရတာလေနော်စိတ်ချနေနေတယ်ဟောနော်ငါဘွားကကွာမြန်မာနိုင်ငံလူလာဖြစ်ရတာအိုးအမေရိကန်လူဖြစ်ကောင်းသားအဲ့ဒါမျိုးလေမရှိဘူးလားသူရှိတယ်ရှိတယ်နော် အဲ့လိုမဟုတ်ဘူးဆင်းရဲခြင်းချမ်းသာခြင်းနဲ့မဆိုင်ဘူးကွဖယားသခင်စရာရတဲ့မှုလျော်ခြင်းကြတော့ဒီလောကောက်ခင်တွေ့လို့မဟုတ်တော့ဆတော့အဲ့လိုမှုလျော်ပြီးတော့တဲ့မနဲ့ပြန်တိုင်းမနဲ့ပြန်တိုင်းဟာကို့အတွက်ကောင်းတယ်ဆိုတော့ဟုတ်နော်။အော်ဒီနေ့ကောင်းလိုက်တာဒီနေ့ကောင်းလိုက်တာမနေ့ပြန်လဲရောက်တော့လဲဒီနေ့ကောင်းလိုက်တာတပတ်ခါရောက်တော့လဲဒီနေ့ကောင်းလိုက်တာနော်အဖြစ်ကတော့မနေ့ကလည်းမတူမဟုတ်ဘူးပူပူကောင်းတယ်မတူတဲ့ဘက်မှာ အဲ့လိုဖြစ်ဖို့ဆိုရင်တော့ကျွန်တော်နှုတ်ကနော်ကောင်းသောစကားပြောတတ်ဖို့အလွန်ကြီးကြီးတယ်ဟုတ်နော်ကောင်းသောစကားအလွန်ပြောတတ်ဖို့အလွန်ကြီးကြီးတယ်အဲ့ဒါရအားလုံးကလည်းအထက်မှာနှုတ်ကပတ်တော်တူမြင့်ဖို့ဖြစ်တယ်အဲ့ဒါအားလုံးကလည်းဝိညာဉ်တော်မဆာမရမယ်ဆိုတာမမေ့ပါနဲ့ကိုမလုံနိုင်ဘူးနော်ဆူတောင်းနိုင်ဖို့လဲဝိညာဉ်တော်မဆာဖို့အရင်ကိုညီတောင်းဟုတ်နော်ကျန်စာဖတ်နိုင်ဖို့လဲဝိညာဉ်တော်မဆာဖို့အကူညီတောင်းကျန်စာနားလည်ဖို့လဲ ဝိညာဉ်တော်မဆပ်ဖို့အကူညီတောင်းဟောနော်ယုံကြည်နိုင်ဖို့လည်းဝိညာဉ်တော်မဆပ်ဖို့အကူညီတောင်းဟောနော်အဲ့ဒါဆိုရင်တော့ဒီနေ့ကျွန်တော်ပြောတဲ့အတိုင်းလဲလက်တွေ့ဘဝမှာတကယ်ဖြစ်မှာရန်ကုန်သွားမယ်ပြောပြီးတော့မန္တလေးဘယ်ရောက်ပါမလို့ဗဇက်ကပြောတဲ့အာမတ်တီရာပဲသွားမလဲရန်ကုန်လို့ပြောပြီးတော့မှမန္တလေးသွားမလားမသွားဘူးနော်အဲ့ဒါဆိုရင်သူပြောတဲ့လိန်ပြောတဲ့နေမှာမန္တလေးရောက်သွားရင်တော့ဖယားခင်ကအဲ့ ကိုပြောတဲ့စကားတိုင်းဖះအတီယူပေးတယ်ဆိုတာမမေ့နဲ့ဒါကြောင့်စကားကိုလည်းရှောက်ရှောက်မပြောမိဘူးလို့အကျိုးမဲ့သောစကားခုနကကျွန်တော်ဖတ်တယ်မလားအကျိုးမဲ့သောစကားတွေဟာရည်ရဟာတာကျွန်တော်ပြောတော့မလားညညိုးတဲ့စကားပြောချက်တော့မလားအဲ့ဒါလေထဲမှာပျောက်သွားတာမဟုတ်ဘူးเนาะအဲ့တိုင်းတနေ့ဖះကျွန်တော်တို့စီရင်ပါအဲ့ဒါကျွန်တော်ယုံကြည်သူဖြစ်သောကြောင့်တော့လေငရဲတော့မကြောက်ဘူးပေါ့ဒါမှကောင်းကင်ပေါ်မှာကြီးသောသူတို့ငယ်သောသူတို့မရှိဘူးလား ရှိတယ်နော်ကြီးတယ်ဆိုအခန္ဓာကိုယ်ကြီးတာပြောတာမဟုတ်ဘူးနော်အစင်တန်းယာရုကြီးမှောင်ပြောတာစုတရပူရရတာချီးမွန်းခြင်းခံရတာဟောနော်ချီးမြောက်ခြင်းခံရတာရှိတဲ့ထာဝရကာလလုံးလုံးမှာအဲ့တော့အဲ့လိုအကျိုးမဲ့တဲ့စကားရှောက်ရှောက်မပြောဘဲနဲ့ကောင်းသောစကားပြောခြင်းအပြင်နော်ကောင်းသောအတ္တတာကိုပန်ဆန်ရရှိတော်သူဖြစ်ချဖို့အတွက်ဝင်ခဲ့ပါတယ်အားလုံးဖျားကောင်းချီးပေးပါစေ